နေရာတိုင်းမှာတေမင်းရှိတယ်ဖုံဖုံကိုတကာလေးတယောက်ကလာရောက်ပြီးတော့มาလျှောက်ထားတယ်ဖုံဖုံရေတဲ့တပည့်တော်ရဲ့ချစ်လာစွာသောညမလေးတယောက်ဆုံးပါသွားတယ်ဖျားတဲ့မနာမကြမ်းဖြစ်လို့ပဲဆုံးသွားတာလားဒါမှမဟုတ်တခြားပုဂ္ဂိုလ်တယောက်ယောက်ကတတ်လိုက်တာများလားတော့မသိဘူးဖျားတဲ့အဲ့တော့ကိုယ့်ရဲ့လက်ပေါ်မှာကြီးပြင်းခဲ့တဲ့ဟောဒီညမလေးကြောင့်တပည့်တော်အယံကိုပူဆွေးငိုကြွေးနေရပါတယ်ဖျားတပည့်တော်ကိုတရားရည်အေး အမြိုက်စည်းလေးတိုက်ကြွေးတော်မူပါအောင်လို့လာရောက်ပြီးတော့မှရှောက်ထားတယ်ပေါ့နော်ဖဖုံးတို့ပုထုဇဉ်လူသားတွေဟာကိုနဲ့မသိတဲ့လူတွေကိုနဲ့မခင်တဲ့သူတွေကိုတန်ရောစဉ်မရှိတဲ့သူတွေကိုမချစ်ခင်မနစ်သက်တဲ့သူတွေတည်ကြကြည်ကြတာတွေအများကြီးရှိပါတယ်ဘာခံစားရလဲဘာပူဆွေးရလဲဆိုတော့ဘာမှပူဆွေးငိုကြည့်ရတာတွေမရှိပါဘူးကိုယ့်ရဲ့အနီးနားမှာရှိတဲ့ကိုယ့်ရဲ့ရွှေမျိုးတွေကိုယ့်ရဲ့ညီကိုမောင်နှမတွေကိုယ့်ရဲ့ဖေဒီအမေတွေ တည်ကြပြီကြည်ကြပြီပျက်စီးကြပြီ ဆိုရင်တော့အယံကိုဝမ်းနေပူဆွေးငိုကြွေးကြပါတယ်အယံဟိုသူများတည်တာထက်ကိုပို့ပြီးတော့ခံစားရတာပေါ့နော်ဒါကလူမလားဆိုတော့မဟုတ်ပါဘူးဖုံးကြီးတွေလည်းအတူတူပဲပေါ့နော်အဲကြောင့်မို့တည်မင်းဆိုတာ ကိုယ့်ရဲ့အနီးနားလေးမှာရှိပါတယ်ကိုယ့်ရဲ့အနီးနားလေးမှာရှိပါတယ်ယောက်ျားတယောက်ပြောသလိုပဲရှင်မရေးတဲ့တခိုးကဒိုးအိမ်နားကိုတဖြည်းဖြည်းနဲ့ကတ်လာပြီဆိုတဲ့စကားလိုပဲ ။တင်မင်းကလည်းပဲကိုယ့်ရဲ့အနာကိုတဖြည်းဖြည်းနဲ့ကတ်လာတဲ့သဘောပါပဲ။အချိန်နဲ့ဒီရေလူကိုမဆောင်ဆိုတဲ့စကားပဲ။စကားလိုပဲပေါ့။ဘုံဘုံတို့တွေကို နော်စက္ကမမိနစ်မိနစ်မှနာရီနာရီမှရက်လအစသဖြင့်တဖြည်းဖြည်းနဲ့ဝါမျိုးနေတာပါပဲ။တေမဲ့ဘက်ကိုတဖြည်းဖြည်းနဲ့သွားနေကြရတာပါပဲ။အဲ့တော့လူတွေတေကြတယ်ကြေကြတယ်တချို့ကလည်းအသက်တန်းစီနေသွားရတယ်တချို့ကလည်းအသက်တမ်းမစီပဲနဲ့နော် အရွယ်ကောင်းတုန်းမှာတည်သွားကြတယ်တချို့ကလည်းအဲမမွေးခင်ကတည်းကဘိုက်ထဲမှာတည်တဲ့လူတွေလည်းရှိပါတယ်ဒါတွေဟာကံစားစရာအလိုကြအတိုင်းပဲဖြစ်ကြတာဖြစ်ပါတယ်မြတ်စွာဘုရားလက်ထက်က ကောင်းကင်မှာပြန်နေတဲ့ကြီးကန်းတကောင်ဟာကောက်ရိုးမိကွန်းဆွတ်ပြီးတော့တည်ရတယ်ဟောဗျာကောင်းကင်မှာပြန်နေတဲ့ကြီးကန်းကကောက်ရိုးမိကွန်းဆွတ်ပြီးတော့တည်ရတယ်ဆိုတော့ဖြစ်နိုင်ပါမလားဖြစ်နိုင်ပါတယ်သူလုပ်ခဲ့တဲ့အကုသိုလ်ကြောင့်သူတည်ရတာဖြစ်ပါတယ်နောက် လေတကြီးကတော်ဟာဆိုရင်လည်းပဲလေစည်းရင်နဲ့လေပင်းကိုခဲဆွပြီးတော့မှရေထဲကိုတွန်းချခံရတယ်ဒါနဲ့ပဲဆုံးပါသွားတယ်ပေါ့နော်အဲ့တော့ရဟန်းတော်ခုနှစ်ပါးဟာလည်းပဲလိုင်ကူထဲမှာပိတ်မိပြီးတော့အစာရေစာငှက်ပြတ်ပြီးတော့သေမလို့ဖြစ်တယ်ပေါ့တုတ်ပါဗုဒ္ဓရှင်ဘုရင်ကြီးဟာလည်းပဲမြေမျိုးခံရမှကြောက်လို့သေရမှကြောက်လို့ဆိုပြီးဘုံခုနှစ်ဆင်းမြင့်တဲ့အရတ်မှာတက်ပြီးတော့မှနေပါတယ်ပြောရရင်တော့သေမင်းကိုရှောင်ပုံးတာပေါ့နော် ဘလောက်ပဲတင်မင်းကို ရှောင်ပုံးပါစေသူတေနေစေတဲ့နေ့မှာပဲအကြောင်းအမျိုးမျိုးဖြစ်ပြီးတော့တုတ်ပါဗုဒ္ဓကြီးဟာမြေမျိုးခံရတယ်တေဆုံးရတယ်နော်အကြောင်းမို့သူ့ရဲ့အာကုတ္တကံလို့ပဲပြောရမှာပေါ့သူတို့ပေါ့သူတို့တွေကိုဘသူကတတ်တာလဲလို့ဆိုရင်ဘသူမှသူတို့ကို သွားတတ်တာမဟုတ်ဘူးသူ့ရဲ့ကံစားစရာကသူတို့ကိုညွန်ကြားပြီးတော့တတ်ဖြတ်လိုက်တာဖြစ်ပါတယ်ဆိုကြပါစို့အဲကောင်းကင်မှာပြန်နေတဲ့ကြီးကန်းဟာဘာဖြစ်လို့ မိခွန်းစွတ်ပြီးတော့တည်ရတာလေလို့ဆိုရင်အမ်ဘဝတစ်ခုမှာသူကနွားကိုပေါ့နော်ယောက်ျားတယောက်အရင်ရှိတဲ့အချိန်မှာနွားကိုကောက်ရိုးမိခွန်းစွတ်ပြီးတော့မိဆိုတတ်ခဲ့တယ်အဲ့ဒီအာဟုတုကံကြောင့်ပေါ့အခုကြီးကန်းဘဝမှာလာရောက်ပြီးတော့အဲ့ဒီအာဟုတုရဲ့စိုးကျိုးကိုခံရတာဖြစ်ပါတယ်လေတကြီးကတော့ဟာဆိုရင်လည်းပဲဘဝတစ်ခုမှာခွေးတကောင်ကိုတဲအိတ်ဆွဲပြီးတော့ရေထဲကိုတွန်းချခဲ့တယ်နှစ်တတ်ခဲ့တယ်အဲ့ဒီအာဟုတုကံကြောင့်ဒီဘဝမှာ ဒီဆိုးကျိုးကိုလာရောက်ပြီးတော့ပေးဆရတာဖြစ်ပါတယ်။နောက်ယဟန်တော်ခုနှစ်ပါးဟာလည်းပဲဘဝတစ်ခုမှာဖို့တကောင်ကိုနော်တွင်းထဲမှာပိတ်တက်ခဲ့တယ်။အဲ့လိုပိတ်ခဲ့တဲ့အတွက်ဒီဘဝမှာသူတို့လည်းပဲလိုင်ကူတကားပိတ်ပြီးတော့မှအိုက်ဇာယီဇာငတ်ပြတဲ့အထိဒုက္ခခံရပါတယ်။နောက်သုဘဗုဒ္ဓရှင်ပြန်အောင်ဆိုရင်လည်းပဲမြတ်စွာဘုရားဆွမ်းခံကြွားတဲ့လမ်းမှာဆွမ်းခံကြွားလို့မရအောင်အရဲ့မူးအောင်တောက်ပြီးတော့ရှေးကနေပိတ်ပင်ခဲ့တဲ့တားဆီးခဲ့တဲ့ အဟံတာပြုခဲ့တဲ့အတွေ့ဒီတုပ်ပဗုဒ္ဓရှင်ဘီရင်ကြီးဟာလည်းပဲသူ့ရဲ့အာဟုသူကြောင့်သူသိရတာဖြစ်ပါတယ်ဒီပုဂ္ဂိုလ်တွေကိုတခြားပုဂ္ဂိုလ်တယောက်ကလာတတ်တလားဆိုတော့မဟုတ်ပါဘူးသူ့ရဲ့ကံစားစရာရဲ့စိတ်ခိုင်းချက်ညွန်ခိုင်းချက်အတိုင်းပဲသိကြရတာဖြစ်ပါတယ်တင်မင်းကကိုယ့်အလဲကိုရောက်လာပြီဆိုရင် ရှင်တင်မင်းကိုလတ်ထိုးလို့လည်းမရဘူးတစို့ပေးလို့လည်းမရဘူးစစ်ခင်းလို့လည်းမရဘူးထွက်ပြေးလို့လည်းမရဘူးဂူထဲမှာပုံအောင်လို့လည်းမရပါဘူး ေချိန်ကြရင်တေကိုတေရတာဖြစ်ပါတယ်။နတ္တိမိစုတာနာဂသမောတဲ့။တေမင်းဆိုတာကိုယ့်ရဲ့အနီးနားမှာရှိတယ်တဲ့။ဝါပင်ကျူပင်ငပြောပင်တို့သီလျင်မုတ်ချတေကြရဤဆိုတဲ့စကားလိုပဲ။ဝါပင်သီလာရင်အဲ့ဒီဝါအဲ့ဒီအတိကြောင့်တေကြရတယ်။ပေပင်တွေလည်းပဲသီလာပြီဆိုရင်အဲ့ဒီအတိကြောင့်တေကြရတယ်။ငါပြောပင်ကလည်းပဲထို့တူပဲအတီးတီးလာပြီဆိုရင်အဲ့ဒီအတီးကြောင့်တည်ကြရတယ်လူတွေလည်းပဲ တရဝါရီလည်းပဲ ထို့အတူပါပဲကိုယ်ဆိုင်ပြောခဲ့တဲ့အသီးနော်အကုသို့အသီးတွေတီးပွင့်လာပြီဆိုရင်အဲ့ဒီအကုသို့ရဲ့အသီးကြောင့်ကိုဟာပေကြကြည်ကြပြက်စီးကြရတာဖြစ်ပါတယ်အခုဒီတကားလေးလည်းပဲဒီကိုညညမလေးဆုံးပါသွားတာနဲ့ပတ်သက်လို့အရန်ကိုပူဆွေးငိုကြွေးနေရမှာပါဒါကလည်းပဲအရန်ပူဆွေးငိုကြွေးနေစရာတော့မလိုပါဘူးဈေးမြစ်ကိုတည်ရင်ပေါ့လေဒါငငယ်ရွယ်ရွယ်နဲ့ ေးရတယ်ကြည်ရတယ်ဆိုတာလည်းပဲဆောနာကပြောသလိုပဲသူ့ရဲ့အတိတ်ကံစားစရာရဲ့စိတ်ခိုင်းချက်အတိုင်းပဲတည်နေစီလို့တေးကြရတယ်လို့သဘောပေါက်တယ်ဆိုရင်အရင်ကြီးပူဆွေးငိုကြွေးစရာတော့မရှိပါဘူးပြောချင်တာကဩငါရဲ့အနီးနားကပုံကိုယ်တွေတယောက်ပြီးတယောက်ငါရဲ့အနာကထွက်သွားပြီတို့အနာကထွက်သွားပြီငါတို့လည်းပဲတနေ့ကြရင်သူ့လိုပဲထွက်သွားရမယ်ဘလို့ပုံစံမျိုးနဲ့ထွက်သွားမှလဲကိုကိုကိုပြန်ပြီးတော့မှမေးပါမသေးခင် ငါဘာတွေကိုပြင်ဆင်ထားမလဲတရက်တရက်မှာကောင်းမှုကုသိုလ်တွေဘာတွေလုပ်ထားမလဲကိုကိုကိုပဲပြင်ဆင်ပါသူများတေတာကိုပူဆွေးငိုကြွေးနေရင်ဘာကုသိုလ်မှမရဘူးတေးတဲ့လူလည်းပဲပြန်ရှင်လာမှာမဟုတ်ဘူးဒါအားလုံးသိပါတယ်ဒါကြောင့်မို့မတေးသေးတဲ့ကိုကလူဘဝမှာရှိတုံးရှိခိုက်လူဘဝမှာဘယ်လိုကောင်းမှုကုသိုလ်မျိုးတွေလုပ်ပြီးတော့ရှင်သန်မလဲဆိုတာစူးစမ်းရမှာဖြစ်ပါတယ်အားလုံးပဲကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာတော်မူကြပါစေ